ကျွန်တော်ဟိုတယ်လောက်တွေ့လိုက်ပြီပေါ့နော်အဲ့လို TikTok ပေါ်မှာပေါ့နော်အဲ့လိုခိုင်ခေါ်ခိုင်ခေါ်ဆိုကျွန်တော်ပူပါဆောက်ဆောက်ကြီးပေါ့နော်ပူပါဆောက်ဆောက်ကြီးနေအလုပ်လုပ်နေကောင်မလေးတယောက်ပေါ့အဲ့လိုအဖိုးကြီးတယောက်ကကျွန်တော်ရင်ဘက်ကိုကင်လိုက်တယ်ဆိုရယ်တရင်ကကျွန်တော်တော်တော်လေးပြန်နေပေါ့နော်အဲ့ဒါတွေကိုတွေ့ရနောက်ပိုင်းမှာကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူတွေလည်းဒီဂျပန်ကိုလာဖို့တော်တော်လေးလန့်သွားပေါ့နော်ဒီခိုင်ခေါ်နဲ့လာလို့ရှိရင်အဲ့လိုမျိုးကိုထိလက်ရောက်ဆော့ကားလာပြီးရှိလာဆိုပြီးပြောလိုက်ပေါ့နော်အဲ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ထင်ရအဲ့လိုပေါ့နော်နေရာတွေတိုင်းမှာအနည်းနဲ့များတော့အဲ့လိုမျိုးစိတ်နဲ့လူတွေရှိရတယ်အဲ့ဒီမှာအဲ့လိုမျိုးဆိုတော့ဒါအဓိက ကိုကအဲ့လိုပေါ့နော်အကယ်လို့ကိုအဲ့လိုကိုရီပိုင်ထိပြီးတော့လာရောက်စောကားနေဆိုလို့ရှိရင်ကျွန်တော်အဲ့လိုအကယ်လို့ CCTV ရှိရင်တော့အဆင်ပြေအောင်ပြောကိုကတထည့်ကိုပြန်တိုင်လို့ရပါတော့အကယ်လို့ CCTV မရှိတဲ့နေရာဥမာအဲ့လိုပေါ့နော်ဥမာ ကျွန်တော်လည်းခိုင်ခုံးနေမလို့ပဲတိတ်တော့နားမလို့ပေါ့နော်ဥမာအကယ်လို့ကျွန်တော်စိတ်ထင်ပါတော့အဲ့လိုရေချိုးပြရတဲ့ခန်းနေပါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုလူအဲ့အဖိုးဖိုင်ဆိုကျွန်တော်ရေပိုင်ချိုးပြရမလို့တို့တို့ကွာတို့တို့မလုံနိုင်လို့ကျွန်တော်ထင်နေပါတော့အဲ့လိုမျိုးနေရာဆိုလို့ရှိရင်ကျွန်တော် CD ပြရှိမှာပေါ့ဗျအဲ့ခါလို့ရှိရင်ပြန်တိုင်လို့မရဘူးနော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဒုက္ခရောက်တယ်ပေါ့နော်အကယ်လို့တိုင်လို့ရှိရင်လည်းဟာအဖိုးကြီးဆွညင်းနေလို့ရှိရင်ကျင်မှာတတိယလည်းဟိုးစားပြီးတော့တတိမရှိတော့တို့ကလည်းဘာမှအေးမယူလို့ရဘိုင်ညာဖြစ်နိုင်နေပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်အထင်တော့ပေါ့နော်အဲ့လိုမျိုးဖြစ်လာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုပေါ့နော်ဟိုးစားကိုကငြိမ်ခံမနေပဲနော်ဥမာဖိနှတ်မှာရှိရင်ပစ္စည်းတွေပါတယ်အွန်လိုင်းဖုန်းခွင့်နဲ့အဲ့ လိုမျိုးစောင့်ချတော့ဘာစိတ်ဆိုးတဲ့ပုံစံမျိုးလုပ်လိုက်လို့ရှိရင်တို့နောက်တစ်ခေါက်မလုပ်ရတော့လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကိုကငြိမ်ခံနေလို့ရှိရင်ဒါတို့ကဟိုကွာပေါ့နော်။အဲ့လိုကိုသဘောကျတယ်ဆိုပြီးအဲ့လိုမျိုးဖြစ်တယ်ဆိုပြီးတော့တို့ကပို့ပို့ပြီးအရောက်တက်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့လိုမျိုးဆိုတော့ ရင်မခံနဲ့အဲ့လို online ဖုံးကွမ်းနဲ့လုတ်ပြီးတော့အဲ့လိုမျိုးကိုယ့်ဘက်ကတခုခုတုံ့ပြန်လိုက်ဖြစ်ရင်သူတို့လည်းကြောက်မှာပဲတင်ပါအနေနဲ့များတော့ပြီးတော့ဂျပန်နိုင်ငံကဥပဒေစိုးမိုးတဲ့နိုင်ငံလေးတင်ပါအဲ့လိုတခုခုဖြစ်လို့ရှိရင်သူတို့အဲ့လိုမျိုးဟိုဥစားဘယ်လိုပြောမလဲအဲ့လိုရေစခန်းရောက်ဖမ်းရောက်ဆိုဒီမူကြီးကလည်းပြီးတော့ဗျာရှက်စရာကြီးပဲတင်ပါအဲ့လိုမျိုးဆိုသူတို့ကလည်းနည်းကြောက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုအဲ့လိုမျိုးလုံလိုက်လို့ရှိရင်တော့ကျွန်တော်ထင်တယ်ဟိုအဆင်ပြေမလားလို့ပေါ့နော်ကျွန်တော်ဘက်ကဒါဟိုခိုင်ခေါ်နဲ့အလုံးလုံးမဲ့ဟိုဟိုညီရင်းညီမတွေကျွန်တော်ကအဲ့လိုမျိုးလေးအကြံပေးကြည့်ရအောင်ပေါ့နော်ဒါတော့ကျွန်တော် ကျွန်တော်ရဲ့စဉ်းစားမှုစဉ်းစားနေပါတော့ဒါပေမဲ့တကယ်လက်တွေ့မှာအလုပ်လုပ်နေလူတွေကတော့ဘယ်လိုနေလဲတော့ကျွန်တော်လည်းမသိဘူးပါတော့အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလေးလိုလိုက်လို့ရှိရင်တော့အဆင်ပြေမလို့ထင်နေပါတော့ပြီးတော့မြန်မာနိုင်ငံမှာရနေပြီးဂျပန်လာမဲ့လူတွေကိုလည်းကျွန်တော်ဒီလိုတတိနေကြပြီးတော့ကျွန်တော်တို့အဲ့လိုပါတော့စူးစမ်းတော့မရက်တန့်စီချင်ပါတော့ဘာလို့လဲဆိုတော့အခုအချိန်မှာကျွန်တော်တို့အားလုံးသိရတဲ့အတိုင်းပါတော့ကျွန်တော်တို့ ဘက်ကတိတ်ပြီးအလုတ်အကန်ကိုရွှေလို့ရတဲ့အခြေအနေမဟုတ်ဘူးเนาะဥမာအရင်ကဆိုလို့ရှိရင်တော့ဗျာဥမာနိုင်ငံရေးဘာကြီးကောင်းတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘာလုံးနေပဲလာလာပဲဒီမှာကိုယ့်ဘက်ကလည်းအခြေရှိတယ်ပြီးတော့ဟိုဥစားဟိုဘယ်ချင်းတော့ထွက်သွားထွက်လာအဆင်ပြေရေဆိုတော့ကျွန်တော်တို့ကိုယ့်ဘက်ကရွေးချယ်လို့ရတယ်ပေါ့เนาะဥမာဘာလုံးနေလာမလဲဥမာစားတော့ကုန်နေလာမလားဟိုဆောက်လို့နေလာမလားခိုင်ကုန်နေလာမလားအဲ့လိုရွေးချယ်လို့ရမှာဒါပေမဲ့အခုလိုအခြေအနေမျိုးကကျွန်တော်ရွေးချယ်လို့လည်းတိတ်မရတာဖြစ်တဲ့တော့ပေါ့เนาะအဲ့လိုကိုကအင်တာဗျူးအောင်ရဂျပန်ရောက်ဖို့တာအဓိကဖြစ်တဲ့တော့ပေါ့เนาะအဲ့လိုကျွန်တော်တို့မှာရွေးချယ်စရာတိတ်မရှိဘူးပေါ့เนาะအဲ့လို TikTok နေပြီးတော့အဲ့လိုသတင်းလေးကြားလေဟိုစိတ်မြင့်နေပေါ့เนาะစိတ်စိတ်တမကြားနေ ပေါ့နော်ကျွန်တော်တို့ရှေ့ဆက်လျှောက်ပြီးတော့စူးစမ်းနေပွဲအကြံပေးကြပါမယ်ခင်ဗျာ